ဆရာတကြွမှုကအများရန်မခံဘူးလို့ပြောတယ်။သားတော့စားတာပဲဖြစ်အမှုတွေတကူတန်ရှင်းမှုလုပ်ရတာပဲဖြစ်အဲ့ဒါတွေလည်းကျွန်တော်တို့အကြာကြီးမခံဘဲနဲ့နေတိုင်းလုပ်နေရတာဖြစ်တယ်။စစ်စစ်ကလည်းအဲ့ဒါ motivation ဆိုတာအကြာကြီးမခံဘူးဆိုသလိုပဲ။ရေချိုးတာလည်းခံမှမခံတာ။ကျွန်တော်ဒီလိုမျိုးပြောပါတယ်။ဆိုတော့အဲ့တော့ကျွန်တော်တို့မလုပ်အောင်လို့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်အစာကျွေးတယ်လို့မျိုးပဲကျွန်တော်တို့ကကိုယ့်ရဲ့စိတ်ကိုလည်းအစာကျွေးဖို့လိုတယ်။ဒီတိုင်းစာအုပ်တွေဖတ်ဖို့လိုတယ်။ကို inspiration ရစေမယ့်ဆရာတကြွမှုတွေဖြစ်စေမယ့်ကျွန်တော်တို့ talk တွေဟောပြောပွဲတွေအဲ့ဒါတွေကိုကျွန်တော်တို့နားထောင်မှုလိုတယ်။ပုံမှန်အဖြစ် ဘာတွေနားထောင်မလဲကျွန်တော်ဆိုရင်ရေချိုးရင်လည်းအဲ့လိုမျိုး audio လေးဖွင့်ထားတယ်ညာအိတ်ခန်ကြီးလည်းဖွင့်ထားတယ်ကားနဲ့သွားရဆိုလို့ရှိရင်မှကျွန်တော်တနေအောင်သွားရဆိုရင်ကျွန်တော်နာယူက55မိနစ်လောက်ကြာတယ်ဆိုရင်လမ်းမှာကျွန်တော်နားထောင်ရတယ်ပြန်လာရင်နားထောင်ပါတနေ့ကိုကျွန်တော်နှစ်နာရီလောက်အဲ့ကို inspiration ဖြစ်စီတယ်ဆရာတကြောမှုတွေမှန်ကန်တဲ့အတွေးခေါ်တွေရရှိစီတယ် talk လေးတွေကျွန်တော်ညားတော်နော်တရားနာတယ်နောက်တရားထိုင်တယ်ဆိုတော့ဒါတွေကကျွန်တော်တို့မှန်ကန်တဲ့လောကအမြင်မှန်ကန်တဲ့တွေးခေါ်မှုမှန်ကန်တဲ့တုံ့ဆော်မှုတွေရရှိဖို့အတွက်ကိုကျွန်တော်တို့ဒီကနေ့ဖြစ်တယ်ဆရာတကြောမှုအများနဲ့လူကျင်တယ်ဆိုလို့ရှိရင်ပြောပြောတယ်ဟောပြောမှုပို့ချမှုတွေညားတော်မှာစာအုပ်လေးတွေပုံမှန်ဖတ်ပါအဲ့တော့ညမှာတခုရေး ည်တာဘလောက်ပဲ motivation ရှိ motivation ကြရှိကမှာမဟုတ်ဘူးကျွန်တော်တို့ပုံပြီးကြည့်တာ discipline စိတ်ကံရေးကြည့်ပါမှန်မှန်နဲ့လုံးဆက်ရှိတာကိုမလုပ်သေးပြီးကာလပတ်လုံးဘလောက်ပဲ motivation ရှိလို့တက်ပြောင်းလဲမှာမဟုတ်ပါဘူးတကယ်များရည်တက်ပါ